အားလုံးပဲမင်္ဂလာပါရှင်။ယောဂရေတာ channel မှာကြိုဆိုလိုက်ပါရစေ။ဆရာနီလင်းညိုရဲ့နတ်စီတဲ့အိမ်မက်ဆိုတာဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။နတ်စီတဲ့အိမ်မက်ဆိုတာအပိုင်း၃ဆုရှကျဲလောင်သော ဖုံးမြည်တန်ကြောင့်ကျွန်တော်လန့်နိုးလာရသည်။အိမ်မုံစုံခွားဖြင့်ခေါင်းအုံနှပေးမှဖုံးကိုကောက်ကာခေါ်သူကိုကြည့်လိုက်တော့ကြော်ဆိုးဦးဖြစ်နေတာကိုတွေ့ရ၏။ ဖုန်းကိုနားနားကပ်၍ကျွန်တော်ထူလိုက်သည်ဟယ်လိုဟေ့ကောင်တင်ခဒီနေ့မင်းအားလားကြော်ဆိုး၏အမေးစကားကြောင့်အိတ်ချင်စိတ်တိတ်မပြေသေးသောကျွန်တော်မှရေကျင်သွားမိသည်အခြားကြောင့်တော့မဟုတ်လောလောဆယ်အချိန်နေမှာကျွန်တော်အတွက်အပေါဆုံးညာကအချိန်မဲဖြစ်နေခဲ့တာမဟုတ်လားအေးအားပါတယ်ဘာဖြစ်လို့လဲဒါဆိုခဏနေငါစီလာခဲ့ပါလားကွငိမ့်နိုင်တဲ့ထင်အောင်ဇော်တို့လည်းငါစီလာကြလိမ့်မယ်ဘာလုပ်ဖို့လဲကွ အလောက်ကိစ္စကွာဘာအလောက်ကိစ္စဟုတ်လားဝမ်းသာစွာဖြင့်ကျွန်တော်မေးလိုက်မိသည်အလောက်အလောက်တက်လားဒါအခုချိန်မှာကျွန်တော်မျောလင့်တောင်းတနေမိတဲ့အရာအေးကွာဒီလိုကွာမနေ့ကငါ့အိမ်ကိုငါတို့ဦးလေးရောက်လာတယ်အဲ့မှာကြောင်းပြီးသွားတဲ့ငါ့အတွက်ငါ့ဦးလေးကသူ့တငယ်ချင်းရဲ့ဆောက်လုပ်ရေးကုမ္ပဏီမှာငါ့ကိုအလောက်သွင်းပေးမယ်ဆိုပြီးဖုန်းနဲ့ယူလာပေးတယ်အဲ့ဒါနဲ့ငါလည်းမင်းတို့အတွက်ပါပြောပေးပါအောင်ဆိုတော့ငါ့ဦးလေးကပြောပေးမယ်တဲ့ကွာ ကဲဒါပဲကွာအားလုံးစုံမပဲအသေးစိတ်ပြောပြတော့မယ်မင်းကငါတို့လမ်းထိပ်ကလက်ဖေးဆိုင်မှာစောင့်နေမယ်တိလားကျော်စိုးကခက်လောလောပြောကဖုန်းချသွားလီတော့ဤအလုတ်ဆို၍စောစောကမျောလင့်တကြီးရှိခဲ့မိတော့ကျွန်တော်စိတ်ကအောက်သို့ဇောက်ထိုးဆင်းသွားရသည်ဟုတ်သည်ကျွန်တော်ကနီးပညာတက်ကတူအားမိမိစန္ဒအရအတန်းကုံအောင်သာဝိจิตန်းကြီးတက်ခဲ့မိသူတယောက်ထို့ကြောင့်ဘာသာရက်များအားလုံးပေါ်တီမီခေါမိယုံရှိအောင် ဆောင်မွေးပွဲအာယုံလောက်သာကျွန်တော်ကတင်ခဲ့ကြက်ခဲမိတာဒီလိုအရေးချင်းမျိုးနဲ့လုပ်ငန်းခွင်ဝင်ခဲ့မယ်ဆိုကျွန်တော်ကိုယ့်ကာယနိုင်နေလိမ့်မည်အလုပ်ထဲမှာပိုပြီးတိုးတက်လာအောင်တင်ယူလေ့လာခွင့်တွေရှိလာနိုင်သေးတော့လဲကျွန်တော်မှ ထိုပညာရက်ကိုစိတ်ဝင်စားခဲ့တာမှန်တာပြောရမယ်ဆိုចောင်းစတက်ခရဲကចောင်းပြီးသွားလင်ထိုပညာရက်ဖြင့်အသက်မွေးရန်ចောင်းလို့ဖို့တခါဆိုတခါမှစိတ်မကူးခဲမိထို့ကြောင့်အခုလိုအဆက်အသွယ်အကူအညီတွေရလာတော့လဲ ကိုတကယ်မတက်ကြွစိတ်မဝင်စားပဲနဲ့ဝဲလက်မဲ့ပြပြီးတော့အလုပ်ဝင်မလုပ်ချင်မိပါကျွန်တော်အတွက်မကောင်းသလိုဂျားမအကူညီပေးသူကိုလည်းအားနာဖို့ကောင်းနေလိမ့်မည်ထို့ကြောင့်ဂျားကနေအာမခံပေးသူမျက်နှာပြက်ရမှာကိုကျွန်တော်မလိုလားကိုကြောင့်ဂျားကနေအာမခံပေးသူမျက်နှာပြက်ရမှာကိုကျွန်တော်မလိုလားတွေးရင်တက်ပြင်းတစ်ချက်ချဤအိယာဘော်တွင်ပလက်ပြန်လဲရင်စိတ်แท้တွေးဖြစ်သည် ဒီလိုဆိုရင်ကျွန်တော်ဘာဆက်လုပ်ရမလဲဝါသနာပါတာကိုပဲလှုပ်ချင်တယ်တခြားဟာစိတ်မဝင်စားဟုကြွေးကြော်၍တချင်းဆိုချင်တယ်ဆိုပြီးဒီပုံစံအတိုင်းအိမ်မော်ကဆင်းလာနောက်အဆောင်တဆောင်ကအခန်းကျင်းလေးတစ်ခုထဲမှာဒီအတိုင်းငုတ်တုတ်ထိုင်နေလို့ကတော့ဘာမှဖြစ်လာနိုင်မည်မထင် ထို့ကြောင့်ကျွန်တော်တခုခုလှုပ်ရှားရမည်သို့သောပြဿနာကဘယ်ကစပြီးဘာလုပ်ရမလဲဆိုတာကို ခုထိကျွန်တော်မဝေခွဲနိုင်သေးမသိသေးမွေးကလေးက တသက်လုံးအိမ်မှာအမေချက်ကျွေးတာစားအဖေပေးသောမုံ့ဘိုးယူပြီးကျွန်တော်နေလာခဲ့မိတာ အခုမှဝါသနာကိုအရင်ခံ၍ဘဝကိုတယောက်တည်းရင်ဆိုင်ကြည့်ဖို့ကြိုးစားမိခဲ့တာထို့ကြောင့်ကျွန်တော်အဖြစ်က ကိုယ်တိုင်လမ်းဖောက်ကလမ်းလျှောက်ချင်တော်လဲစာလုံးရေးစဖို့ခန့်နေသည့်သဘောမျိုးဖြစ်နေခဲ့ရပြီဘာပဲဖြစ်ဖြစ်လောလောဆယ်တွင်တချင်းဆိုဖို့ကိစ္စအားခဏတော့အောင့်ထားသင့်သည်ဟုတွေးမိ၏ဟုတ်သည် ကျော်စိုးဦးပြောသောအလုပ်ကိုမလုပ်ချင်လင်တောင်မှပုံမှန်ဝင်ငွေလေးရမည့်အလုပ်တစ်ခုကိုကျွန်တော်လုပ်တင်တာအမှန်တရားတစ်ခု နေ့တိုင်းအိတ်ထဲကပတ်စံတွေ ထုတ်ပြီးစားရေးတောက်ရေးပြဿနာကိုကျွန်တော်ဖြေရှင်းလို့မရရေရှည်မှာခါပြတ်သွားနိုင်သည်ပြီးတော့ဒီခေတ်ကြီးထဲမှာပတ်စံ၄၅သိန်းဆိုတာကဘလောက်ကြာကြာထိုင်စားလို့ရမှာလဲနောက်ပြီးမိမိမသိပဲဖဖေးစီကတစ်ဖက်လှည့်ပြီးလက်ဖြံမတောင်းခြင်းမိပြန်ပါမိခိုးမစုံတွေးရင် ကျွန်တော်ခေါင်းတွေထူပူလာသလိုရှိ၏ခေါင်းကိုရမ်းခါကအိယာထမ်းမှထားလိုက်သည်ဘာပဲဖြစ်ဖြစ်အခုတော့ကြော်ဆိုးကြီးရှိရာစီတို့တွားရအောင်မြည်သူကကျွန်တော်ကိုအလုရစေခြင်းနဲ့စေတနာနဲ့တကူးတကခေါ်ခဲ့တာပဲမဟုတ်လားသူပြောသောအလုကိုကျွန်တော်မလုချင်ရင်တောင်မှ သူ့စေတနာကိုအတိအမှတ်ပြုရမြည်ရေချိုးဖို့ပြင်ဆင်ရင်ဖုန်းမှနိုင်ကိုကြည်လိုက်တော့မနေ့ဆယ်နိုင်ခွဲကနေနေပြီကြည်စံ အဆောင်မှာနိုးထားခဲ့ရတဲ့ကျွန်တော်ရဲ့ပထမအဦးဆုံးမနက်ခင်းဟာတော်တော်လေးကိုနေမြင့်နေခဲ့ပါပေါ့လားတတိယအဖြစ်တစ်ဖက်ကရင်ကိုကျွန်တော်လှမ်းကြည့်လိုက်သည်ကိုလိုင်ဘွားကရှိမနေခဲ့တော့ဘယ်ချိန်ထပြီးဘယ်ချိန်ထွက်သွားခဲ့တယ်လဲဆိုတာတောင်ကျွန်တော်မသိလိုက်သူ့အရာကတော့မင်းညံ့နေတုန်းကကျွန်တော်မြင်ခဲ့ရတဲ့အတိုင်းထွေးလုံးရစ်ပတ်ဖြင့်ဒါဆိုမင်းရောဘလို့လဲတင်ခကျော်စိုးကကျွန်တော်ဘက်သို့လှည့်ကမေးလာ၏ငိမ့်နိုင်နဲ့ထင်းစောအောင် ငိမ့်နိုင်နဲ့ထင်အောင်ဇော်တို့ကလည်းဘလို့လဲဆိုသောသဘောဖြင့်ကျွန်တော်ကိုကြည်လာကြသည်သူတို့နှစ်ယောက်ကစောစောကပင်ကြော်ဆိုးပြောသောအလုပ်ကိုစိတ်ဝင်တစားဖြင့်လုပ်ကြည့်ကြမည်ဟုအာတက်သရောဂတိပေးခဲ့ကြ၏ထို့ကြောင့်ပုံစံတွေကကျွန်တော်ကိုသူတို့နှင့်အတူတူအလုပ်ဝင်စေချင်ကြသည်ပုံများဖြစ်နိုင်ရင်ကျွန်တော်လည်းတငယ်ချင်းများနှင့်အတူတူအလုပ်လုပ်ချင်မိပါသည်သို့တော်လည်းကျွန်တော်ခေါင်းခါပြလိုက်သည် ထိုအခါကျော်စိုးဦးကနားမလည်နိုင်သလိုပုံစံမျိုးဖြင့်မေးလာ၏ဘာဖြစ်လို့လဲတင်ခလစာနေတယ်ထင်လို့လားမဟုတ်ပါဘူးကွာဒါဖြင့်ဘာဖြစ်လို့လဲမင်းမ overseas တွေဘာတွေသွားပြီးចောင်းဆက်တက်ဖို့အလုပ်လုပ်ဖို့စီစဉ်ထားပြီးသားဖြစ်နေလို့လားထင်အောင်ဇော်ကဝင်မေးပြန်သည်အဲ့ဒါလည်းမဟုတ်ပါဘူးကွာဒါဆိုဘာဖြစ်လို့ညင်းရတာလဲကွာအခုကျော်စိုးဦးပြောတဲ့အလုပ်ကဒီလောက်အဆင်ပြေနေတဲ့ဟာကိုငါတို့တငယ်ချင်းတွေအလုပ်လဲအတူတူလုပ်ရအောင်မယ် နစာလည်းမဆိုးဘူးပြီးတော့တက်လဲနေပါရီလည်းဒီလောက်ကောင်းနေတဲ့ဟာငိမ့်နိုင်လေတန်ကအားမလို့အားမရဟန်ပန်ဖြင့်မချင်မရဲကိုဝန်းနာကိုသာတိရာမို့မပွင့်တပွင့်သာကျွန်တော်ပြုံးနေမိသည်ခဏနေကြအောင်ခဏနေကြအောင်ဒီကောင်တင်ခါတခုခုဖြစ်နေတယ်ထင်လဲရောက်ကလေးကတိတ်ပြီးမျက်နှာမကောင်းတာငါသတိထားမိတယ်ကျော်စိုးဦးကငိမ့်နိုင်တို့ကို လက်ကပြရင်ပြော၏ထိုအခါသူတို့အားလုံး၏အကြည့်များကကျွန်တော်ထံသို့စုပြုံရောက်ရှိလာကြသည် ကျွန်တော်မနေတက်မထိုင်တက်ဖြစ်သွားရ၏သို့သော ကျွန်တော်အဖြစ်အပျက်များအားသူတို့ကိုမပြောပြခြင်းမှာအလကားနေရင်ကျွန်တော်ကြောင့်တက်ကြွနေခဲ့သောသူတို့ရဲ့စိတ်တွေကိုမညစ်နွမ်းသွားစေခြင်းထို့ကြောင့်ဟန်ဆောင်ပြုံးကခက်ပေါ်ပေါ်လေးတန်ဖြင့်ဘာမှမဖြစ်ပါဘူးကွာဟုပြော၍တောက်လက်ဆကော်ဖီကွက်ကိုတငုံယူတောက်လိုက်သည်ထိုစဉ်ကျွန်တော်ဘေးနားမှခုံတွင်ထိုင်နေခဲ့သောငိမ့်နိုင်ထံမှအလန့်တကြားအတန်ကစူးကနေထွက်ပေါ်လာ၏ဟာ ဟိတ်ကောင်သင်ခမင်းလက်ဖြံပေါ်မှာဘာဖူတွေလဲကွနေရဲနေရပဲဟိတ်ကောင်နေဒီမှာကြည့်ကြစမ်းထင်အောင်ဇော်နဲ့ကျော်စိုးဦးတို့ကကျွန်တော်ကိုစိတ်စိတ်ဆက်ဆက်ကြည်လာကြ၏ကျွန်တော်လဲကော်ဖီကွက်ကိုကမန်းကရန်ချကကိုယ့်လက်ကိုပြန်ကြည့်မိ၏ဟုတ်ပါခက်လက်လက်အသားရေရှိတော့ကျွန်တော်လက်ဖြံယူတစ်ချောင်းမှာအနီအောင်ဖူလေးတွေအများကြီးပါလားဒါတင်မကသေးလက်ဖမိုးတွေပေါ်မှာရောပြီးတော့တစ်ဖက်သေးတောင်မဟုတ်လက်နှစ်ဖက်စလုံးပေါ်မှာမွှစာကျဲလျက် မြင်မြင်ချင်းဒါဘာဖြစ်ရလဲဆိုတာကျွန်တော်ချက်ချင်းသိလိုက်သည်ညတော့ကအဆောင်မှာအိတ်ဖို့ရေမြုံမှုရအပားလေးတစ်ခုခေါင်းအုံးတစ်လုံးသာထမင်းထွက်စားရင်ကျွန်တော်ဝယ်ဖြစ်ခဲ့ရ၏အိမ်ကကျွန်တော်အိတ်ခမ်းမှာချင်းလုံးစကားတက်ထားတာမို့ချင်းအောင်မလို့ထို့ကြောင့်ချင်းအောင်ဝယ်ဖို့သတိမရခဲ့အခုတော့ချင်းအောင်မပါဘာမပါနဲ့တညလုံးအိတ်ခဲမိတော့အကျိုးဆက်ကြောင့်ကျွန်တော်တကူလုံးမှာချင်းကြိုက်ဖူးတွေတီးထနေခဲ့ရလေပြီ။ အဆောင်မမထွက်ခင်တုန်းကကိုကိုကိုသတိမထားမိခဲ့တာမို့တီရှက်လက်တီရှက်လက်တူတထဲကိုသာလွယ်လွယ်ဝတ်ခဲ့မိတာခုတော့တငယ်ချင်းတွေရှေ့မှာကျွန်တော်နည်းနည်းရှက်သွားသည်မျက်နှာချင်းဆိုင်မှာထင်အောင်စော်ကကျွန်တော်လက်ကိုဆက်ခနဲ့ဆွဲယူကကြည့်ရင်ဒါချင်းကိုက်ဖူးတွေပဲကွဖိကောင်တင်ခမင်းမင်းညကအိမ်မှာမအိပ်ပဲဘမသွားရည်လို့လဲမင်းအိမ်မှာအိပ်လို့ဒီလောက်ကြိုက်ခံရတာတော့မဖြစ်နိုင်ဘူးဟုတ်တယ်ညတော့ကမင်းဘမအိပ်တာလဲတင်ခါ ဟေ့ကပြောလေကွာငိမ့်နိုင်နဲ့ကြော်စိုးဦးတို့ကပါတိုက်တွန်းတယ်လို့ပြောလာကြသည်မထူးတော့မီဖို့တပ်ပြင်းတစ်ချက်ချကအဖြစ်ပြက်အားလုံးကိုကျွန်တော်ပြောပြလိုက်သည်ကျွန်တော်စကားအဆုံးတွင်သူတို့ကစာနာတော်အကြည့်များဖြင့်ဝိုင်းကြည့်လာကြ၏ဖြစ်နိုင်ရင်ထိုကဲ့သို့အကြည့်များအားကျွန်တော်လက်မခံခြင်းမဟုတ်သည်ဝါသနာကြောင့်အိမ်ပေါ်မှဆင်းခဲ့ရသောအဖြစ်တစ်ခုအတွက်ဘသူစီကမှဂယုဏတတ်တာကို ကျွန်တော်စိတ်ထဲမှာမခံယူလို့မိသို့သော် ကျွန်တော်ရောက်ရှိခဲ့သောနိပညာတက္ကသိုလ်တွင်ပထမနှစ်မှနောက်ဆုံးနှစ်အထိကျောင်းအတူတူတက်ရင်ခင်မင်ခဲ့ရသောတငယ်ချင်းများထံမှဂိူနာတရားများကိုတော့ကျွန်တော်လက်ခံသင့်နေထင်မိ၏ထို့ကြောင့်သူတို့ထံမှမျက်နှာလွဲကထိုင်နေသောလက်ဖက်ရည်ဆိုင်အပြင်ဘက်သို့ငေးကြည့်နေလိုက်သည်ကျော်စိုးဦးတို့လမ်းထိပ်မှကျွန်တော်တို့ထိုင်နေခဲ့သောလက်ဖက်ရည်ဆိုင်လေး၏အပြင်ဘက်တွင်တော့နေကပူလွန်းလာ၏ဟာမင်းကအဆိုးတော်ဖြစ်ချင်နေတာကို ငါတို့ကိုလည်းတခါမှမပြောပြဘူးပါဘူး။အေးလေငါ့အိမ်မှာမင်းဂီတာလာသီးပြီးတချင်းတွေဆိုနေတိုင်းဒီလိုပဲဝါသနာပါလို့အပျော်ဆိုနေတယ်လို့ငါထင်ထားခဲ့တာ။အခုတော့ကွာ။ကျော်စိုးကငိမ့်နိုင်စကားကိုညင်းညင်းညူညူဖြင့်ထောက်ခံ၏။အဖေဝိုင်းဘက်သို့ကျွန်တော်မျက်နာပြန်လဲက၆ကက်ကက်အပြုံးတစ်ခုကို ဖန်တီးမိသည်။ဟုတ်သည်လေ။ကိုယ့်ရဲ့ရည်မှန်းချက်ရည်ရွယ်ချက်တွေဆိုတာလူတကာကိုရှောက်ပြောပြနေလို့ကောင်းတဲ့အရာတစ်ခုမှမဟုတ်ခဲ့တာ။ မိမိကတော်တော်ပြက်တာပဲသင်ခါရငါဆိုမင်းကိုဒီလိုနှင်ချလိုက်မယ်လို့တခါမှမထင်မိဘူးထင်အောင်သောအတန်ကကျွန်တော်ကိုမယုံနိုင်ခြင်းများစွာဖြင့်ထင်အောင်သောအတန်ကတကယ်ကိုမယုံနိုင်ခြင်းများစွာဖြင့်အေးလေငါလည်းမင်းပြောလို့သာကြားရတယ်ယုံအောင်မယုံနိုင်ဘူးကျော်စိုးကကျွန်တော်ကိုစာနာသလိုကြည်ရင်ခေါင်းတစ်ခါခါဖြင့်ပြော၏ဘေးမှငိမ့်နိုင်က ကျွန်တော်ပခုံးကိုလှမ်းဖက်ရင်းမေးသည် အဲ့ဒါတွေကိုဘာဖြစ်လို့ငါတို့ကိုစောစောကမပြောခဲ့တာလဲတင်ခါရဟင့်အင်းမင်းတို့ကိုတော့အခုကြုံလို့ငါကိုလည်းမေးလာလို့ပြောပြမိတာဘာဖြစ်လို့လဲဆိုတော့ငါအဖြစ်ပြက်ကကြားရတဲ့သူစိတ်မချမ်းသာစရာဖြစ်စရာမဟုတ်လားကွာတမင်ပေါ့ပေါ့ပါပါဟန်လောက်ကကျွန်တော်ပြောလိုက်ဤသို့တော့သူတို့ကလိုက်မရေကြပါမျက်နှာများပေါ်တွင်စိတ်မကောင်းဟန်များကလွင့်ပြဲမသွားကြကြော်စိုးဦးက တက်ပြင်းတစ်ချက်ချရင်ဒါဆိုမင်းအခုဘာဆက်လုပ်မလဲ ငါလည်းအခုလောလောဆယ်အဲ့ဒါပဲတွေးနေတာပါကွာမင်းပြောတဲ့အလုပ်ကိုမလုပ်ချင်ပေမဲ့ပုံမှန်ဝင်ရမယ့်အလုပ်တစ်ခုခုကိုမဖြစ်မနေလုပ်ရမယ်လို့လေကျွန်တော်အတန်သေးရင်စိတ်ပြက်အာရုံချင်းအရေးအယောင်များမမအောင်သတိထားပြောလိုက်ရသည်သို့တော့ပြောတာပြောလိုက်ရဤတကယ်တော့အခုထိကျွန်တော်ဘာလုပ်ရမှန်းမသိသေးတာအမှန်အဲ့တော့ဟုတ်တယ်မင်းတချင်းဆိုဖို့ကြိုးစားရင်အလုပ်တစ်ခုခုလုပ်တင်တာအမှန်ပဲတင်ခငိမ့်နိုင်ကစင်စင်ဆာဆာလေးတန်ဖြင့်ပြောသည်ကျွန်တော်ခေါင်းညှိရင် စကားလမ်းကြောင်းလွှဲဖို့စူးစမ်းလိုက်သည်အေးပါကွာမင်းတို့အကြံပေးတာကိုငါလက်ခံပါတယ်အင်ဂျင်နီယာအလုပ်မဟုတ်ပေမဲ့ပုံမှန်ဝင်ငွေရတဲ့အလုပ်တစ်ခုခုကိုအနည်းနဲ့အမြန်ကရှာပြီးလုပ်ဖြစ်မှာပါကွာစိတ်ချစမ်းပါဩဟေ့ကောင်ကျော်စိုးဦးကျော်စိုးဦးကပြောဟူသောပုံစံဖြင့်ကျွန်တော်ကိုမေးဆက်ပြ၏မင်းအိမ်မှာထားတဲ့ငါဂီတာကိုငါပြန်တစ်ခါတည်းယူသွားမယ်နော်အေးလေယူသွားပေါ့မင်းပစ္စည်းပဲဟာကျော်စိုးဦးကခေါင်းညှိရင်းပြော၏ ကျွန်တော်စိတ်ထဲဝမ်းသာသွားမိ၏။ဟုတ်သည်ပြောရမယ်ဆိုထိုဂီတာလေးကိုကျွန်တော်ဝယ်ထားတာ၄နှစ်လောက်ရှိခဲ့ပြီ။သို့တော့မိမိကြောင့်အိမ်ကိုယူမသွားရဲခဲ့။ကျွန်တော်တီးကျင်လင်ကြော်ဆိုးဦးတို့အိမ်မှာသာစိတ်ကျင်နေအောင်တီးခဲ့ရ၏။အိမ်ပြန်လင်ကြော်ဆိုးဦးအိမ်မှာပဲအမြဲတင်ထားခဲ့ရတာ။ထို့ကြောင့်တစ်ခါတလေတွင်အိမ်ကိုသာပြန်ခဲ့ရတော့လဲကျွန်တော်စိတ်ကဂီတာလေးထံတွင်သာတရစ်ဝဲဝဲဖြင့်ကြံနေတက်ခဲ့၏။ အခုတော့ထိုးဂီတာလေးနဲ့အတူအဆောင်တို့ပြန်ရတော့မည်နောက်ဆိုရင်လည်းဂီတာလေးကကျွန်တော်နဲ့အမြဲအတူမခွဲမခွာစတဲ့ရှိနေပြီတော့မည်တွေးရင် စိတ်ထဲမှာပျော်လာမိသည်စောစောကညစ်ထက်ထက်ဖြစ်ချင်နေသောစိတ်ခံစားမှုတွေတောင်ပျောက်လူနီးပါးဖြစ်သွားရ၏။ဒါဆိုငါပြန်ရင်မင်းတို့အိမ်လိုက်ပြီးဂီတာယူမယ်နော်ကျော်စုခက်ရွှင်ရွှင်လေးတန်ဖြင့်ကျွန်တော်ပြောလိုက်သည် ထိုအခါအားလုံးကအိမ်ပေါ်ကဆင်းလာရတာတောင်မင်းမမှတ်သေးဘူးလားတင်ခါရ ဟုအတိဘယ်ဖော်လင်ရနိုင်သောခက်ချင်းချင်းပုံစံများဖြင့်ကျွန်တော်ကိုဝိုင်းကြည့်လာကြလေတော့ဤသို့သောသူတို့မျက်လုံးများမှ ကျွန်တော်ပေါ်ဂိူနာတဟန်များကလွင့်ပြဲမသွားကြသေးပါညဝိုင်းမို့လို့လာတော့မသိလဲလန်းရှိစင်ကီဟာစူပါမားကတ်ထဲတွင် လူစီကားနေခဲ့ဤအလုံးကကိုလိုဂျင်နာကိုစိတ်ကြွေးချယ်ဝယ်ယူနေကြတာတွေ့နေရသည်သို့သော ကျွန်တော်ကတော့ထိုလူများကြားတဲ့တွင်အနှဲငယ်ရောင်တိရောင်တောင်ဖြစ်နေရ၏အခြားကြောင့်တော့မဟုတ်ရပါဒီညတွင်အဆောင်မှာခြံအောင်မရှိဘဲမအိပ်ရဲတော့တာမို့ညအိပ်ဖို့ခြံအောင်လာဝဲတော့လဲခြံအောင်ဆိုတော့ပစ္စည်းအားကျွန်တော်တသက်နဲ့တကူတစ်ခါမှကိုယ်တိုင်ကိုကြမဝဲခဲ့ဘူးထို့ကြောင့်ခုထိခြံအောင်များရှိသောနေရာကိုမတွေ့သေးဘဲစူပါမားကတ်ထဲမှာကျွန်တော်တယောက်တည်းတဝဲလဲလဲဖြစ်နေရတာမို့ပင်ဒီကျွန်တော်အများဆုံးတွေ့နေရတာကအဝတ်အထည်များမိဖို့ကြောင့်သုံးပစ္စည်းများ လျက်စစ်ပစ္စည်းများအလှကုန်များစသည်တို့သာ တွေ့လို့သောဖြင့်လိုက်ရှာရင် ကျွန်တော်ပိုက်စာလာ၏နေလေကကြော်စိုးတို့စီမအပြန်လှဲဒန်းစေးနာမှထမင်းဆိုင်တွင် စားခဲ့သောနေလေစာတို့ကပိုက်ထဲတွင်ကျညက်သွားလီပြီးထင်၏။ဘောင်းမီအိတ်ထဲမှဖုန်းကိုထုတ်ကနိုင်ကိုကြည့်လိုက်ပြီးတော့ည9နာရီကျော်ခဲ့ပြီ။အင်းလေနေလေစာစားပြီးတော့အဆောင်ပြန်ရောက်ပြီးကလေးကဘာမှထပ်မစားဖြစ်ပဲအခန်းထဲမှာဂီတာကိုသာ အားရပါရတိုးတိုးတိတ်တိတ် ကျိတ်တီးနေမိခဲ့တာကျွန်တော်ပဲမဟုတ်ပါလား။ဘာပဲဖြစ်ဖြစ်ချင်အောင်ဝယ်ပြီးရင်တော့ညစာကို အာရပါရစားပြစ်လိုက်ရအောင်မြည်။တွေးရင်ဘိုက်တောင်ပူစားလာသလိုရှိ၏။လောလောဆယ်တော့ချင်အောင်ကိုမြန်မြန်ရအောင်အရင်ဝယ်လိုက်အောင်မြည်။သို့တော့ဒီလိုတယောက်တည်းဦးလေလေဖြင့်ရှာနေရင်ပြီးတော့မှမဟုတ်။ထို့ကြောင့်စူပါမားကတ်ထဲမှဝန်တန်းတယောက်ယောက်ကိုမေးဖို့ကျွန်တော်ဆုံးဖြတ်လိုက်သည်။မြမစကပုံမာတောင်မသိရင်မေးမစင်ရင်ဆေးဟုဆိုရိုးရှိခဲ့တာမဟုတ်ပါလား။ မနီမွေးတွင်ရှိနေခဲ့သောရောင်းဝင်ထံမိန်းကလေးတယောက်စီတို့တွား၍ကျွန်တော်မေးလိုက်၏ချင်းအောင်တွေဘယ်နှမှာထားသလဲဗျအဓိကနေတွားရင်ပြိဘောကတွေရောင်းတဲ့နေရာနားမှာရှိပါတယ်ရှင် ဟုတ်ကဲ့ကျေးဇူးပါပဲပြောရင်ကျွန်တော်လှည့်ထွက်ခဲလိုက်သည်စိတ်ထဲမှာလည်းစောစောကဘာဖြစ်လို့များမမေးမိပဲအလကားတက်တက်အချိန်ကုန်ခံနေမိပါလိမ့်ဟု ကိုကိုကိုအပြစ်တင်ခြင်းမိလိုက်သေးသည်ကြည်စံအခုတော့အစဉ်ပြေတော့မည်ပြိဘောကများရှိသော နေရာသို့ရောက်လာသည် ဒီတခါတော့ရောင်းပေးပေးဖြင့်ကျွန်တော်အချိန်ကုန်ခံမနေတော့ပါအနားမှာရှိသည့်ဝန်ထမ်းတယောက်ကို မေးပြလိုက်မိပြန်သည်ခြေနှောင်တွေဘယ်နားမှာရှိသလဲခမခန္ဓာကိုယ်ခက်ပြေးပြေးနဲ့ကျွန်တော်ထက် အသက်နည်းနည်းကြီးပုံရသောရောင်းဝန်ထမ်းအမကြီးကအပြုံးမျက်နှာဖြင့်ပြောသည်ဟိုနားမှာရှိတဲ့စင်ပေါ်မှာပါအဲ့မှာအိယာခင်းတွေခေါင်းအုံးစွတ်တွေလည်းရှိပါသေးတယ်ဒါနဲ့မောင်လေးကဘလို့ခြေနှောင်မျိုးကိုလိုချင်တာလဲဗျာ ကျွန်တော်နှုတ်မှတန်းတောနိုင်လာတော့အမေရိတန်ထွက်သွားသည်ကျွန်တော်မှအမျိုးအစားကွဲတွေရှိနေသေးပုံရဤဒါတွေကိုကျွန်တော်တကယ်မသိခဲ့အခုတော့ဘလို့ကျွန်တော်မျိုးကိုဝယ်ရမှာပါလေစိတ်အိုက်စွာဖြင့်ခေါင်းကုပ်ပြီးတော့အယောင်းဝင်တဲ့အမကြီးကကျွန်တော်ကိုပြုံးကြည့်ရင် မောင်လေးကိုကြည့်ရတာကျွန်တော်နေပါတယ်တခါမှမဝယ်ဘူးနဲ့တူတယ်ရေကျဲကျဲဖြင့်ကျွန်တော်ခေါင်းငိမ့်ပြလိုက်သည် ထိုအခါအမကြီးကသဘောကျသလိုပြုံးရင်စိတ်ရှည်လက်ရှည်တေချာရှင်းပြလေတော့ဤ ဒီလိုမောင်လေးရဲ့ချင်းအောင်မှာတယောက်အိတ်ချင်းအောင်နှစ်ယောက်အိတ်ချင်းအောင်ဆိုပြီးတော့ရှိကြတယ်ပြီးတော့နိုင်လွန်စာနဲ့ချုပ်ထားတဲ့ချင်းအောင်ပိတ်စာနဲ့ချုပ်ထားတဲ့ချင်းအောင်စီဝိုင်းစီလို့ခေါ်ကြတဲ့အပွင့်ရိုက်ပိတ်သားလေးတွေနဲ့ချုပ်ထားတဲ့ချင်းအောင်ဆိုပြီးအမျိုးမျိုးရှိကြတယ်နောက်ပြီးရိုးရိုးချင်းအောင်နဲ့မင်္ဂလာအိတ်ရာအခမ်းအနားအတွက်ချင်းအောင်ဆိုပြီးတော့လည်းရှိကြသေးတယ်ကျွန်တော်လိုချင်တာကရိုးရိုးတယောက်အိတ်ချင်းအောင်ပါအမအဲ့ဒါဘယ်မျိုးစားတဲ့ကဈေးပိုတက်တာပြီးအဆင်ပြေမလဲ။ က်ဆန်တိတ်မတုံးချင်တာမို့ဇွတ်နှစ်ကကျွန်တော်မေးမိတော့အမကြီးကသဘောကျသလိုပြုံး၏ CYC ပွင့်ရိုက်ချင်အောင်လေးတွေကတော့ဈေးလဲတဲ့နဲ့ပြီးတော့ပေါ့ပေါ့ပါပါနဲ့ရှော်လို့ဖို့လို့လဲတော်တော်ကောင်းတယ်မောင်လေးရဲ့ဟုတ်ကဲ့ကျေးဇူးပါပဲဗျာတကယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်စကားပြောပြီးချင်အောင်များရှိရာစီတို့ကျွန်တော်လှည့်ထွက်ခဲ့တော့အမကြီးအပြုံးမျက်နှာဖြင့်ခေါင်းငိတ်ကြံရက်ခဲ၏စကားမဆက်ပြောရမည်ဆိုရင်ထိုအမကြီးအားကျေးဇူးတင်စကားပြောခဲ့ခြင်းမှာ ျွန်တော်ရှာပြားလေးဖြင့်မဟုတ်ရပါတကယ်ကိုရင်ထဲမှလိုက်လိုက်လဲလဲဖြင့်ပြောမိခြင်းသာဖြစ်၏ဟုတ်သည်တချို့သောအယောင်းဝန်ထမ်းတွေကဈေးဝယ်သူမေးရင်ဖြေခြင်းသလိုလိုမဖြေခြင်းသလိုလိုလောက်တတ်ကြတာမဟုတ်လားတချို့ဆိုအယောင်းဝန်ထမ်းဖြစ်နေပါလျက်ကို့အနေထားကိုကိုမေကသူတို့ပိုင်သောဆိုင်များလိုပင် မျက်နာများကိုခက်တီတီခတ်မာမာဖြင့်ရှစ်ခေါက်ချိုးကပင့်ချီထားတတ်ကြသေး၏ဒါမျိုးတွေကိုကျွန်တော်ရံဖန်ရခါကြုံဖူးခဲ့တာမို့ပင်ဖြစ်ပါသည် အခုဒီမကြီးကတော့ကျွန်တော်ကိုဂယုတဆိုင်ဖြင့်တေးသေးချာချာရှင်းပြခဲ့တာဒီလိုလူမျိုးတွေများလာခဲ့ရင်ကျွန်တော်တို့နေသောလူအတိုင်းဝိုင်းကြီးကဒီထက်ပိုပြီးကျန်းမာ၍နေပျော်လာလိမ့်မည်ထင်၏ချင်းအောင်များအိယာခင်းများကို အစီအီတင်ထားသောစင်နာတွင်ရက်ကချင်းအောင်တလုံးအားပိုင်ဆိုင်ခွင့်ရဖို့အတွက်ကျွန်တော်ကြိုးစားမိ၏အမကြီးပြောလိုက်သော စီဝိုင်းစီချင်းအောင်များက၆ပေခွဲ ကြော်ကြော်လောက်မြင့်သောစင်အပေါ်ပိုင်းမှ နေရာတွင်အနည်းဆုံးအများဆုံးရှိနေသည် ထို့ကြောင့်ငါးဘေခုနှစ်လက်မလောက်သာမြင်တော့ကျွန်တော်မှခြေပြားထောက်ရယူကြည့်ရသည်အယောင်မကြိုက်လင်သို့မဟုတ်တယောက်အိတ်ချင်အောင်မဟုတ်လင် ခြေပြားထောက်ပြန်ထည့်ရ၏တယောက်အိတ်အမျိုးအစားထဲမှခြေနှောင်များကိုရွေးရင်းကျွန်တော်တွေးမိသည် လူတွေဟာရွေးချယ်စရာတွေများလာလင်ဟိုလိုလိုဒီလိုလိုဖြင့်ရောင်ဝါဝါဖြစ်လာတတ်ကြသလားဟူ၍ပင်လောလောဆယ်ထိုကဲ့သို့ကျွန်တော်ခံစားနေရတာမှုပင်ဖြစ်၏အဆောင်မထွက်လာတော့ကခြေနှောင်ဝယ်ဖို့တခုတည်းသာ တွေးခဲ့မိတော့လဲဒီကိုရောက်တော့ရောင်းဝင်ထမ်းအမကြီးစကားကြောင့်ချင်းတော်အမျိုးသားအစုံရှိနေသေးတာကိုသိခဲ့ရ၏ထို့နောက်ကျွန်တော်ဝန်နိုင်မိအမျိုးသားကိုထပ်မံသိရှိခဲ့ရပြန်သည်အခုတော့နောက်ဆုံးပိတ်အနေဖြင့် ထိုမျိုးသားထဲမှအယောင်အသွေးစုံလင်သော ချင်းတော်များကိုကြည်ရင် ကျွန်တော်မှာဟိုယောင်ယူရကောင်းလို့နိုးဒီယောင်ယူရကောင်းလို့နိုးဖြစ်နေခဲ့တာမဟုတ်ပင်သည်အဖြူယောင်အပွင့်အခက်လေးများနဲ့နောက်ခံအပြာယောင် အစိမ်းရောင်လိမ္မော်ရောင်အညိုရောင်စတဲ့အရောင်တွေထဲကဘယ်ဟာကိုကျွန်တော်ယူရင်ကောင်းမလဲတွေးရင်စင်ပေါ်တို့ကျွန်တော်ငေးကြည့်နေမိ၏ဘိုက်ထဲမှလည်းပူစာလာသလိုရှိသည်ဘလောက်တောင်စာနေသလဲဆိုဒူးတွေတောင်ညွတ်ကြချင်နေမိသည်အထိမထူးတော့ပါအညိုရောင်အောက်ခံပဲယူလိုက်ပါတော့မည်ဒါမှအပေတီခံမှာပြပြသားသားဆုံးဖြတ်လိုက်သည်နောက်ဘိုက်စာသောအရှိန်နှင့်ရိုင်းချင်နေသော ခြေထောက်များကိုခြေပြားထောက်လိုက်၏ ကျွန်တော်ယူဖို့ဆုံးဖြတ်လိုက်သောအညိုရောင်လေးကအပေါ်ဆုံးအတန်းရဲ့အထက်ပေါ်ဆုံးနေရာမှာချနောင်ထည့်ထားသောပလတ်စတစ်အိတ်လေးကိုမမီမကန်းဖြင့်ကျွန်တော်လက်လှမ်းလိုက်သည်ကျွန်တော်လက်ဖြားများနှင့်ချနောင်ထည့်ထားသောပလတ်စတစ်အိတ်လေးအစွန်းတို့ထိမိသွားကြသည် ကျွန်တော်လှမ်းဆွဲလိုက်၏ထိုအခါကျွန်တော်အညိုရောင်လေးကလက်ထဲပါလာသည်သို့သောမမီမကန်းနှင့်လှမ်းဆွဲလိုက်တာမို့ကျွန်တော်အိတ်လေးကနဘေး အထက်ပေါ်မှအခြားအိတ်များကိုပါမတော်တဆသွားထီးမိ၍အခြားတအိတ်နှစ်အိတ်လောက်ပါ အောက်သို့ပြုတ်ကျလာခဲ့လေတော့ဤဟာအမလီစိတ်ပြက်စွာဖြင့်ကျွန်တော်ရေရွတ်လိုက်မိစေအထိတ်တလန့်ဖြင့်ခတ်တိုးတိုးမြည်တမ်းလိုက်သောမိန်းကလေးတယောက်၏အတန်ကိုပါကြားလိုက်ရသည်ကျွန်တော်ငုံကြည့်လိုက်သည်ထိုအခါကျွန်တော်နှင့်ခြေနှလန်းလောက်အကွာတွင်ဒူးထောက်ထိုင်၍ခေါင်းငုံနေသောမိန်းကလေးတယောက်ကို တွေ့လိုက်ရ၏ကျွန်တော်အားနာသွားသည် ကြည့်ရတာကျွန်တော်ကြောင့်ပြုတ်ကျသွားသောချင်းအောင်အိတ်တစ်ခုကပထမထက်လောက်မှရှိသောပစ္စည်းများအားဒူးထောက်၍ရွေးနေခဲ့သောသူမအပေါ်ကိုတက်တက်ပြုတ်ကျသွားပုံရ၏။သူမနဘေးမှာ ကျွန်တော်ကြောင့်ပြုတ်ကျလာသောချင်းအောင်အိတ်နှစ်အိတ်ကိုတွေ့နေရသည်။သူမကောင်းနဲ့ဘယ်အိတ်ကမိတ်ဆက်သွားသလဲဆိုတာကိုတော့ကျွန်တော်မသိပါ။ဟာ sorry ပါဗျာ။ကြပြားကြီးကကျွန်တော်တောင်းပန်လိုက်သည်။ထိုအခါသူမကကျွန်တော်ကိုမောကြည့်လာသည်။ အကြည့်ချင်းစုံသွားခိုက်သူမ၏မျက်ဝန်းထဲတွင်အရေးတချို့ဖျက်ပြေးသွားကြသည်။နောက်သူမကအိန္ဒြေရရထရက်ကကျွန်တော်ကိုပြောသည်။ရပါတယ်။သူမကသာအေးအေးသက်သာပုံစံဖြင့်ပြောလိုက်တော့လေကျွန်တော်ကတော့ပါဇက်အဟောင်းသားဖြစ်သွားရ၏။ထိုစဉ်သူမကချက်ချင်းဆိုသလိုပင်ကျွန်တော်ရှိမှနေအေးအေးဆေးဆေးလှဲ့ထွက်သွားလေတော့သည်။ ကြောခိုင်းလှဲ့အထွက်တွင်သူမ၏အနက်ရောင်သဘင်ရှိရှိစင်းစင်းလေးတွေကအနောက်ဖက်မှဒီတိုင်းဖြန့်ချထားခဲ့တာမို့လေထဲမှာဝဲကနေမင်းတက်အံ့ဩစိတ်ဖြင့်ကြောခိုင်းသွားနေခဲ့သောသူမအားတစ်ချက်လှမ်းကြည့်ရင်ခေါင်းငုံ၍ကျွန်တော်အသေးအံစဉ်းစားမိ၏နေပါဦးဒီမျက်နှာကိုကျွန်တော်ရင်းရင်းနှီးနှီးမြင်ခဲ့ဘူးသလိုပါပဲသူမနဲ့ကျွန်တော်ဘယ်တော့မှဘယ်နေရာမှမများစုံဘူးခဲ့ကြတာပါလေ အုံနောက်ကိုအပူတပြင်းအလုတ်ပေးရင်ခဏကြာရင်ခေါင်းထဲမှာလင်းကနေဖြစ်သွား၏ဟာဟုတ်ပြီကျွန်တော်သတိရပြီနေခင်တုန်းကဟုတ်သည် နေခင်တုန်းကပဲသူမနဲ့ကျွန်တော်ကအမှတ်မရရစုံခဲ့ကြသေးတာနေခင်တုန်းကကြော်ဆိုးလို့နေတော့မြောက်တကုံမှအဝါရောင်အဓိပတိလိုင်းကားစီး၍လှဲတန်းသို့ကျွန်တော်ပြန်လာခဲ့သည်လက်ထဲတွင်လည်းအိတ်မပါသောဂီတာကို ဖလက်တံမှနေကြစ်ကြစ်ပါအောင်စုပ်ကိုင်ကမထိခိုက်မိအောင်တလန်းလုံးဂယူဆိုင်လာခဲ့ရသေး၏လဲလန်းရှိမာလာမှတ်တိုင်ရောက်ခါနီးတွင်စင်းရတော့မှာမို့မှတ်တိုင်မရောက်ခင်ကြိုထွက်ထွက်ကြိုထွက်ထားမိသည်ထိုစဉ်ကအပေါက်ဝရင်ကျွန်တော်ရှေ့မှရက်နေခဲ့တာကအခြားသူမဟုတ်စောစောတုန်းကမိန်းကလေးပင်တီမာလာမှတ်တိုင်အရောက်ဘတ်စကားက break အုပ်၍အရက်တွင်နောက်ဖက်မှာရက်နေခဲ့သောလူတစ်ယောက်ကဟန်ချက်ပြက်ကကျွန်တော်ကြောပေါ်သို့ရိုင်ကြလာခဲ့၏ ထို့အခါကျွန်တော်လက်ထဲမှာဂီတာဖလက်တန်ထိတ်နဲ့သူမဦးကောင်းတို့ကထောက်ခနဲမြည်အောင်အော်တိုမက်တစ်မိတ်ဆက်မိသွားကြ၏။သူမကညက်ခုံးလေးရှုံကဇဝေဇဝါဖြင့်ဒါဘသူလက်ချက်လဲဟုအဖြေရှာသလိုလှဲ့ကြည့်ရင်ရက်သွားသောဘတ်ကားပေါ်မှအရင်ဆင်းဟန်ပြင်သည်။မတော်တဆအထိမိသွားတော့လဲတော်တော်နာသွားသလားမသိဟုတွေးရင်ကျွန်တော်စိတ်ထဲအာနာသွားမိ၏။တောင်းမှန်မှုပြင်စဲနောက်ထပ်အဖြစ်ပြက်တစ်ခုကကျွန်တော်တို့နှစ်ယောက်ကြားတွင်ထပ်မှန်ဖြစ်ပွားလာခဲ့ပြန်လေ၏။ အခြားတော့မဟုတ်ပါစပရေလိုကိုးကောင်နေခဲ့တော့သူမရဲ့သဘင်ရှိရှိအချို့နဲ့ကျွန်တော်ဂီတာ flat flat tan ထိမှ ကီးများကတန်ရောစင်မကုန်ကျင်သေးသလိုညှိတွယ်နေခဲ့ကြတာမို့ပင်ဒီဟာဗျာ sorry ပါကမန်ကရန်တောင်းမှန်မိသည်နောက်နှစ်ယောက်သားကားပေါ်မှာဆင်းက platform ပေါ်အရောက် ကီးများတွင်ညှိနေသောသူမ၏သဘင်လေးများကို အမြန်ဆုံးချုပ်ပေးဖို့ကျွန်တော်စူးစမ်းမိသည် ထိုအခါဂီတာကိုအလယ်မှာထား၍နှစ်ယောက်သားခန္ဓာကိုယ်ချင်းနှီးကပ်သွား၏သူမ၏စပင်များစီမှယနံတမျိုးရသည်မှုပြန့်သောယနံတော်မဟုတ်ယနံကစပင်ကောက်ရာတွင်သုံးလေးရှိသော စေးနံမျိုးသို့သောဘာရဲ့မမ်းမသိပဲကျွန်တော်စိတ်တွေလှုပ်ရှားသွားမိသလိုလိုပြောရမယ်ဆိုကျွန်တော်မှမိန်းကလေးများနှင့်ခုလိုနီးနီးကပ်ကပ်မနေခဲ့ဘူးလားထူပူနေလို့ထူပူနေတာမို့လားမပြောတတ်ညီနေသောစပင်များက တော်တော်နှင့်ဖြေမရ အားနဲ့လဲဆွဲမရအားနဲ့လဲမဆွဲရဲသူမစပင်ကိုစောင့်ဆွဲလိုက်တယ်လို့မျိုးဖြစ်ကနာသွားမှာစိုးလို့ပင်ဖြစ်၏စိတ်အေးအေးထားကစံချီတမြင်ချင်းစီစူးစားဖြေတော့မှအစဉ်ပြေသွား၏ဒါတော့မှနောက်ဆုံးတမြင်ညိနေတာကိုမမြင်မိပဲဂီတာဖလက်တန်အားအောက်ချလိုက်မိတာမို့ဆွဲဖြတ်လိုက်တယ်လို့ပြတ်သွားရသေးသည်ထိုကသူမ၏မျက်နှာလေးကနာကျင်မှုကြောင့်မဲ့ကနေတစ်ချက်ဖြစ်သွားခဲ့သေးတာ sorry ရပါတယ် ကားဂိတ်မှလူတချို့ဤစူးစမ်းသောအကြည့်များကြောင့်ထင်သည်။သူမကအနေခက်သလိုပုံစံလေးဖြင့်ထိုတခွန်းသေးတာပြော၍ကျွန်တော်ရှိမှနေခက်တုတ်တုတ်ထွက်သွားလေတော့၏။သူမသွားရဘက်ကလဲရန်မီပွိုင်ဘက်သို့ပင်ဖြစ်၏။ကျွန်တော်သွားရမည်ဘက်နှင့်အတူတူသို့သောသူမနောက်သို့ဇက်လန်းရှာသလိုလိုက်လာသည်ဟုထင်ခံရမှဆို၍ကားဂိတ်တွင်ခဏရက်နေလိုက်ရသေးသည်။နောက်ဆန်ရိတ်ငိန်လန်းသေးသို့သူမချိုးဝင်သွားတာမြင်ရတော့မှကားမတိုင်မှနေကျွန်တော်ခြေလန်းစားခဲ့မိတာ။ အခုတော့ချင်အောင်ဝယ်ရင်တိုက်တိုက်ဆိုင်ဆိုင်သူမနဲ့လာစုံနေရပြန်သည်အမတ်မထင်စုံမိကြတာဟုဆိုနိုင်တော်လဲမတော်တဆဖြစ်ရများနဲ့တနေ့တည်းနှစ်ခေါက်တိတိစုံရတာထူးဆန်းမနေဘူးလားတွေ့ရင်ကျွန်တော်စိတ်ထဲတမျိုးဖြစ်သွားမိ၏စိတ်ထဲမှာလဲချောတာထက်ချစ်စရာကောင်းသော သူမ၏ပုံရိပ်လေးအားပြန်မြင်အောင်လာမိသည်ဒါနဲ့နေပါဦးနေ့ကင်းတုန်းကတော့သူမကောင်းမှသဘင်တွေကကပ်လီမလေးများလိုစပရင်ဆန်ဆန်ခွေခွေကောက်ကောက်အုံပွားပွားကြီးဖြင့် အခုမြင်လိုက်ရတာက ဖြောင်ဖြောင်စင်စင်လေးတွေဘလို့ဖြစ်တာပါလဲမဟုတ်မလွဲရောအမှွန်ညီမနှစ်ယောက်ကိုတယောက်တနေရာစီမှာကျွန်တော်မြင်ခဲ့ရတာလားဟင်အင်းမဖြစ်နိုင်ပါတောင်းတောင်းတောင်းဖြင့်တွေးမိသွားသောအတွေးကို ကောင်းခါရင် ကိုဘသားကိုပယ်ချလိုက်၏ဟုတ်သည်စောစောကကျွန်တော်ကိုကြည့်သွားသောသူမမျက်လုံးတွေကကျွန်တော်ကိုမှတ်မိနေတဲ့ပုံစံမဟုတ်ပါလားပြီးတော့ဒီခစ်ကသပင်ကောက်တာပဲဖြစ်ဖြစ်ဖြောင်းတာပဲဖြစ်ဖြစ်တနေ့တည်းမှာအပြီးလုံနိုင်တဲ့ခစ်ဆိုတော့ ဟုတ်ပါပြီ။သူမစပင်တွေကိုကျွန်တော်ဂီတာမှဖြုတ်ပေးခဲ့တော့ငါရခဲ့တဲ့အနံ့ကစပင်ကောက်ဆေးနဲ့ပဲဖြစ်မှာပါ။ကောက်လာပြီးမှမကြိုက်လို့ပြန်ဖြောက်လိုက်တာနေမှာ။ဒါနဲ့သူမကိုကြည့်ရတာဒီလဲတဲ့အနီးတစ်ဝိုက်မှာပဲနေသည့်ပုံစံ။တယောက်တည်းစုံတော့ဆန်ဆန်ရှောက်တွေးရင် သူမထွက်သွားရဘက်စီတို့ကျွန်တော်လှမ်းမျောလိုက်ကြည့်မိ၏။ထိုအခါအခြားဈေးဝယ်များကိုသာတွေးလိုက်ရသည်။ကျွန်တော်မြင်ကွင်းထဲတွင် သူမရှိမနေခဲ့တော့။ ဟုတ်ကဲ့ပါရှင်။စာအုပ်လေးကိုဒီမှာပဲခေတ္တခဏရနာလိုက်ပြစေနော်။နောက်ဆက်အားပေးကြသူအားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်။ကျမ်းမာပေးကင်းကြပါစေ။